အားလုံးမင်္ဂလာပါလို့အဲဦးအောင်ခန့်မင်္ဂလာပါကျွန်တော်တော်ကျင်းနေဝင်နေတဲ့မင်္ဂလာပါနော်လေးလေးဆဆနဲ့နှုတ်ဆက်ပါလေလို့ဘာဖြစ်လဲဆိုတော့မနေ့ကထီတော့မောင်အောင်ခန့်ပေါ့ကိုအောင်ခန့်လို့လည်းခေါ်လို့ရပါလေအကျဉ်းနေအဲလည်းပဲမကျင်းနေပေါ့နော်ဒီလိုခေါ်တာပေါ့ဒါပေမဲ့ဒီနေ့တော့ဒီလိုခေါ်လို့မဖြစ်တော့ဘာဖြစ်လဲဆိုတော့သူတို့ကအိမ်ထောင်ပြုတ်သွားနော်ဆိုတဲ့အခါကျတော့ຢာတူလည်းတိုးသွားတာ တခါတော့မင်္ဂလာဆောင်တစ်ခုသွားတယ်မင်္ဂလာဆောင်တစ်ခုသွားတော့အဲ့ဒီအရှင်းမှာသူတို့ကဟို pre wedding ရိုက်ထားတဲ့ဓာတ်ပုံတွေချိန်ထားအခုလည်းပဲဥအောင်ခန့်တို့ရိုက်ချိန်ထားမလားကျွန်တော်ကြွားကြည့်ခဲ့စမ်းချက်တော့မပါဘူးတော်သေးတယ်နော်အဲကျွန်တော်သွားတဲ့မင်္ဂလာဆောင်ကသူကကျန်းချက်နဲ့ထည့်ပေးပါဆီမှာအဲဒီဒီဇိုင်နာကိုပြောလိုက်ဒါပေမဲ့ကျန်းချက်ထည့်ရမယ်ဆိုတော့လည်းသူမပြောခဲ့ဘူး ကိုမကဓာတ်ပုံကတော့ကောင်းကောင်းမွန်မွန်ရိုက်ပြီးပြီ။နော်ကြမ်းချက်ထက်ပါလို့လုပ်တဲ့အခါကျတော့ကြွန်လမ်းမေးတယ်တို့သားကို။ဘယ်ကြမ်းချက်တဲ့ပေးရမလဲသူဒီအောက်မှာ။ကြွန်မသိဘူးွားတဲ့အစဉ်ပြေသလိုပဲထည့်လိုက်တယ်။ကြိုက်တဲ့ကြမ်းချက်သာထည့်လိုက်ကြမ်းစာကိုတအိုလောကကောင်းတာကြီးပဲ။ဒါနဲ့အဲ့ဒီဒီဇိုင်နာလုပ်ပေးတဲ့လူလည်းကြမ်းစာအုပ်လှန်တယ်။သူကယုံကြည်သူမဟုတ်။အဲ့နဲ့သူရှာရင်ရှာတဲ့တူးတူလေးကြမ်းပတ်တစ်ပိုက်သွားတွေ့တယ်ဗျ။အဲ့ဒါတော့ရှင်လူကခရစ်ယာန်ခန်းကြီး23အငယ်34ချက် ဲ့တော့ तू อ่ะไอ้อายุထည့်တော့ရဲ့ရိုက်ရိုက်လိုက် तू อ่ะကြည့်တဲ့ခါไอ้จ้างချက်တွေ့တဲ့ခါလန့်သွားဒီจ้างချက်อ่ะบาပြောเลยဆိုတော့โอ้อภาတဲ့อปิโกหลွတ်တော်มูบา तू တို့ดิโกปิ้วတော့อหมุโกปฏิญาณเออအဲ့ဒါကိုတို့တို့ဒါလည်းတွေ့လည်းတွေ့ရောတို့တို့ဒါလည်း တော်တော်လေးစိတ်ညစ်သွားနော်ဒါပေမဲ့ဒီနေ့တော့ဒီလိုမဟုတ်ပါဘူးနော်ကိုပြူရမှုကိုသိရပါလားဘေးသိပြီလားပဲနော်ကိုပြူရမှုကိုသိဖို့အရန်ရင်းချည်တယ်လေနော်ဒီနေ့ကတော့နော်ဟိုအဖာနော်သူတို့ပြူရမှုကိုသူတို့သိပါလေနော်ဓမ္မတိချင်းတစ်ပုဒ်ရှိတယ် ဒီဓမ္မတိရှိစာတို့က223နဲ့အဲ့ဒါစုံလင်မေတ္တာကျူးဖြစ်နော်အင်္ဂလိပ်လိုတော့ o perfect love လို့ပြောတယ်အဲ့ဒါ Dorothy Gandhi ဆိုတဲ့အမျိုးသမီးတစ်ယောက်ရေးတာသူကရင်းနေလို့လိုပဲညီမနှစ်ယောက်ရှိတယ်ဒါပေမဲ့တခုပွာလာဟိုကညီမအရင်အိမ်တော်ကြနော်အဲ့ညီမကအိမ်တော်ကြတဲ့ခါကျတော့ အဲဒီအမကတချင်းကြီးပြေးတယ်။ဘာတချင်းလဲဆိုတော့မင်္ဂလာပွဲမှာဆုပ်ဖို့တချင်းတယ်။အဲ့ဒီတချင်းကစုံလင်မြစ်တာကျူးတဲ့အဲ့ဒီချင်းကိုရေးပြေးတယ်။ရေးပြေးတဲ့အခါ1883ခုနှစ်မှာဆိုလိုက်တဲ့အခါမှာအဲ့ဒီမင်္ဂလာပွဲမှာဆိုတဲ့အခါလူတွေသိတဲ့ဘောကြ။ဒါနဲ့ဒီတချင်းလေးကဓမ္မတချင်းစာအုပ်ထဲမှာပါတယ်။1888ခုနှစ်မှာအင်္ဂလန်နိုင်ငံမှာရွာရယ်ဝက်ဒင်တစ်ခုရှိတယ်။ဘာလို့လဲဆိုတော့ဗစ်တိုရီယာဘီယမကြီးရဲ့ မြေတော်ဒါမင်းသမီးလူဝစ်စီသူကဘယ်သူနဲ့တွားပြီးလက်ထပ်လဲဆိုတော့မြို့သားကြီးအက်ဒဝတ် အဲ့ဒီမြို့သားကြီးရဲ့ဒါအလက်ဆာဒါခုတ်တဲ့သူကယူတယ်အဲ့တော့အဲ့ဒီမင်္ဂလာပွဲမှာဝိတ္တူရိယဘီမကြီးကမင်္ဂလာတစ်ချင်းကိုတကြက်နနယူရဲအင်တန်ကြီးညာတဲ့ဘီမကြီးယူရင်းနဲ့ဒီတစ်ချင်းကိုသွားတွေ့တဲ့အခါမှာသူ့ရဲ့မြေတော်ရဲ့ပွဲမှာဆူရမယ်ဆိုတော့အဲ့နဲ့ဆူလိုက်တဲ့အခါမှာသူတွေကအင်တန်မှနှစ်သက်ပြီးတော့မှဒီတစ်ချင်းကကြော့ကြသွား 哎喽，明人问明人，我就嘛说理得清啊，错的娘几辈，喏 <noise>，哎喽，不怕法律路考的，哎点子钱你嘛记得，讲呀，你奶奶的，我表表姐那边，喏，少年没担心，那六年没毕业呀，不然的话现在只能当爸爸，过了十八岁，刚去百度都啊，愁没死，没打过，背着木板。 အင်မတန်ကောင်းတဲ့ဆုတောင်းတဲ့သခြင်းလေးပေါ့နော်အဲ့တော့ကိုရောဆုဖဲ့ပြီးကောင်းချီးပေးတဲ့သူဒီနေ့ဥအောင်ခန့်တို့ဇနီးမောင်တန်သူတို့ကိုဘုရားသခင်စီကနေကျွန်တော်တို့တောင်းပေးတဲ့အရာပါလဲဆိုတော့ဆုံးမရှိမြတ်တာတဲ့ဆုံးမရှိမြတ်တာဒါကြောင့်မလို့ဒီနေ့ဆုံးမရှိမြတ်တာနဲ့ပတ်သက်ပြီးတော့မှ၃ခုပဲကျွန်တော်ပြောဖို့ရန်ပြင်ဆင်ထားပါတယ်လို့အဲ့တော့ကိုရင့်ကျောဝါဒစာပထမဆုံးခန်းကြီး73အငယ်၄နဲ့9နဲ့ ဒီနှုတ်ကပတ်တော်ကတော့ခုနဆရာတော်ဗေဆွေမှုလဲသူပြုတ်ပြီးဖြစ်ပါလေတော့မေတ္တာကြီးစိတ်ရှိတတ်ဥပါစပြီးတော့မှเนาะခတ်သိမ်းတော့အရာကိုတီးခံတတ်ဤဆိုတဲ့နေရာမှာဆုံးပါလွန်ခဲ့တဲ့ဆယ်နှစ်ကအောင်းမေ့သေးလားလွန်ခဲ့တဲ့ဆယ်နှစ်တုန်းကဟိုးအသိဉာဏ်မှာအဲကျွန်တော်တို့ပွဲကြီးကြီးတစ်ခုလုပ်တယ်အဲ့ဒါဆရာယူတတ်ကရဲ့နှစ်နေရာပြည့်ပွဲ ဆရာယူတန်ကရောက်လာတာနှစ်နေရပြည့်ပွဲလုပ်တဲ့အခါကျွန်တော်တို့ပြန်ဆက်လုပ်ရလုပ်တဲ့အခါမှာဒီကလေးတယောက်ကမင်းသမီးမင်းသားလေးလာလုပ်တယ်မင်းသမီးမင်းသားလာတော့ခေါ်လိုက်တာသူတို့ကသူတို့အဲ့ဒီအစလမ်းကိုဇက်စင်ပေါ်မှာမထားကြဘဲနဲ့တည်လာလိုက်တာသူကြည့်ပါလို့နော်ဘယ်နှစ်ကြာပါ့မလဲ7နှစ်တောင်ကြာပြီတော်တော်လေးကိုနော် တော်တော်လေးဆွဲကောင်းတဲ့လူတွေပဲနော်ဆယ်နှစ်နှစ်ကြာအောင်နော်သူတို့ခါတယ်အဲ့ဒီမှာလဲသူတို့လိုပဲတခြားခလေးတွေလည်းပဲအတွဲဖြစ်တာရှိတယ်ဒါပေမဲ့သူတို့တွေကတော့အခုချိန်မှာတယောက်တလန်းစီသွားဖို့နော်ဒါပေမဲ့သူတို့နှစ်ယောက်ကတော့ကျွန်တော်တို့ချစ်ကြည့်တဲ့နှစ်ပေါင်းများစွာအဖျားတစ်ခင်ရဲ့နော်ပြင်ဆင်ပေးမှုဖျားခင်ကောင်းကြီးပေးတဲ့အရာပျော်ရွှင်တဲ့ဇာတ်ပေါင်းခန်းရောက်လာတာဖြစ်တယ်နော်ဒီဇာတ်စင်ပေါ်မှာရှိတဲ့မင်းသမီးမင်းသားဘဝကနေပြီးမှဒီနေ့လောကကြီးမ 表现说生平呀，接受了几些偏见，喏 <noise>，是你们呢，在各地呢，就喏，就喏，破掉不呢，吧？那么这个 你应当记住了，那你但是啊，请你把麻木记住嘞。古奈罗些东西有了，那民间这啥东西系列嘞？哎，那个，古奈罗天的烟，从天端也没一样吃的，是吧？不顶烟标嘞，路线明显嘛。天的烟是俺自家的东西嘞。 ဘာဖြစ်လဲဆို Love is unconditional လေသူအချင်းနေပေါ်မှာမမတည်ဘူးဆိုတာကိုခုနကတော့ဆရာတော်ကဂတိသစ္စာတောင်းတယ်ဘလို့ပြောလဲကောင်းကြီးဖြစ်စေဆိုးကြီးဖြစ်စေတဲ့ချမ်းသာကြီးဖြစ်စေစင်ရဲကြီးဖြစ်စေကျမ်းမာကြီးဖြစ်စေနာကြီးဖြစ်စေတဲ့အချင်းနေအားလုံးပေါ်မှာချစ်ချင်းမြတ်တာမြဲမြံရမယ်เนาะကျွန်တော်တို့စိတ်ချပါလူငယ်ဆက်နည်းနည်းကတည်လာတဲ့တန်ရောဆရာနောက်ထပ်လည်းနှစ်ပေါင်း120တည်နိုင်မယ်လို့ယုံကြည်ပါเนาะဒါတခုတတိပြုရမှာ ါကတော့လောကမှာနေတဲ့အခါစုံစမ်းတွေးဆောင်ခြင်းအများကြီးရှိတယ်။ဒါကြောင့်အိမ်ထောင်ကြီးမှာအရေးကြီးတဲ့အရာကနော်အဲ let you respond unconditionally လို့ပြောတယ်။သင်ရဲ့နော်ချစ်သူကိုခမားကဘယ်တော့မှနော်အခြေအနေပေါ်မူတည်ပြီးမဆုံးဖြတ်နဲ့နော်အခြေအနေပေါ်မှာချစ်ခြင်းမေတ္တာဟာမူမတည်ဘူးတဲ့နော်ကောင်းကြီးဖြစ်စေဆိုးကြီးဖြစ်စေနော်အဆုံးတိုင်အောင်ဒီနေ့ကိုအောင်ကိုအောင်ခန့်ကောင်းတာ 都要不能着来讲着噻，都都真要教了。 ီကောင်းတယ်လို့အေးကောင်းတယ်ပြောရမယ်အခုဆိုဦးအောင်ခံနေတော်တော်လိမ်မာသွားပြီနော်တော်တော်အလုံးကောင်းတယ်ကြီးပဲပြောလိုက်တယ်ဆိုတော့အဲ့တော့ဘလို့အချင်းနေမျိုးမှမဆိုသူကဖြစ်ရမှာပေါ့နော်ဆိုရခါမှာတခါတလေကျွန်တော်တို့အသက်တာမှာချမ်းသာတဲ့အခါရှိတယ်တခါတကအဆင်မပြေတဲ့အခါရှိတယ်တခါတလေတော့ချမ်းပါတယ်ပေါ့နော်တခါတလေကြိုက်ရင်တော့နော်ဒါနေမကောင်းတာလည်းပဲရှိတယ်ဘယ်လိုအချင်းနေမျိုးမှဖြစ်ဖြစ်ချစ်ချင်းမြတ်တာမပြောင်းလဲရဘူးတဲ့ you must go till the end အဆုံးတိုင်အောင်တွားရ မယ်ဆိုတာခုနဆရာတော်ကြီးလည်းပြောထားတာเนาะဒါကျွန်တော်တို့မမိနဲ့ဒုတိယတစ်ချက်ကတော့မြတ်တာဆိုတာခွင့်လွှတ်ခြင်းဖြစ်တယ်အိမ်တော်ကြီးကခွင့်လွှတ်ခြင်းဖြစ်တယ်ဒါရောက်ဒီနေ့ဥအောင်ခန်းကနော်ခွင့်လွှတ်ဖို့တာပြင်ထားပြီတော့နော်ခွင့်လွှတ်ရတော့မယ်အတူတူနေတဲ့အခါမှာအမှားလုံးမိတယ်ကျွန်တော်လည်းပဲကိုယ်ကိုအမှားမလုပ်ဘူးလို့အမှားမခံနိုင်ဘူးဒီနေ့တော့ စင်ကိုနိုင်ငံမှာဒီလိုမျိုးကျန်းသာတင်တန်းတစ်ခုရှိရကျွန်တော်သွားတယ်ကျွန်တော်မိမကသွားဖနှက်သိတဲ့ဘောကြတော့ကျွန်တော်မျက်နှာလှုပ်ချင်လို့ဖနှက်ဝယ်လာတယ်သေးသေးချာချာမှတ်ထားတဲ့သူ့နံပါတ်က39 39ရအောင်ရှာတယ်အယောင်နဲ့အယမ်းစားတဲ့အယောင်ယူလာတယ်ဒီရောက်တော့မှဖနက်ကနှစ်ဖက်စလုံးပြေဖြစ်နေတယ် အဲ့ဒါမျက်နှာမရတဲ့အပြင်မှာတခြားဟာရတော့မလို့နော်သူကောင်းကြီးပေးတာတော်တော်ခံရအဲ့ခါကျတော့ကျွန်တော်ကဘာလို့အေးငါပဲမှားပါလေငါမှားပါလေနော်ငါ့ကိုခွင့်တော့ပါနော်သခင်ယေရှုပြောတဲ့ပထနာတစ်ခုရှိတယ်နော်အဲ့ဒီပထနာတော့ကဘာပြောလဲဆိုတော့နော်သူတပါးစီကျွန်တို့ကိုပြစ်မှားတော့အပြစ်များကိုကျွန်တို့စီလွတ်တကယ်လို့ကျွန်တို့ရဲ့အပြစ်များကိုလွတ်တော်မူပါကိုယ့်အောက်ကနေတိုင်းယူအဲ့ဒါနော်နေတိုင်းယူရမယ်နော်အဲ့ဒီပထနာတော့တစ်ခုလုံးမရရင်အဲ့ တမရတော့ရမှာဖြစ်မယ်။ဘာဖြစ်လဲဆိုတော့အင်တန်အရေးကြီးတဲ့အိမ်ထောင်ရေးမှာเนาะကျွန်တော်တို့လောကမှာเนาะအိမ်အတူတူနေတဲ့ခါကျတော့တမျိုးပေါ့เนาะဘယ်ခါကျတော့ပုတ်တိုင်းမှုတွေရှိရင်ရှိမယ်အစင်မပြည့်စင်သို့တော်လည်းပဲခွင့်လွတ်ခဲ့လို့ရှိရင်အဲ့ဒါအိမ်ထောင်ရေးပဲစစ်ချင်းမြတ်တာဆိုတာလေခွင့်လွတ်ခြင်းပဲเนาะကျွန်တော်မိတ်ဆွေတယောက်တတိယကျွန်တော်ရဲ့တငယ်ချင်းမဲ့ဘီရှော့ဦးမြတ်တောင်းဆိုတာအခုဆုံးသွားပြီ 对吧？你讲了，都占地哦，都慢慢的聊多阿家，反正开始比多阿了，好，团结嘛。别那个，来屋来聊聊，家可能拿点钱嘛，等下一天聊，就比如，这个我们家到春哪去了？我一马陪他吃他的饭，没有追去拿的，后来陪他，对吧？陪当家，没理人。那接下来的话，他吃好了，目标方说陪水哥，那你们他妈怎没得？你们嘛假的。那那个后来说赖多了，就嘛我没结。 သူမိမပတ်စကားပေါ်မှာထိုင်ဆောင်တခါတည်းသူကအဲ့မှာပဲသားသွားစားရင်းနဲ့လုံးဝဝမေ့ပါသူမိမကလုံးဝမေ့သွားကားထွက်သွားလည်းမသိတော့ဟေ့ကားထွက်တော့မယ်လို့စပယ်ရလာပြောတယ်ဆရာကြီးကားထွက်တော့မယ်ကိစ္စမရှိဘူးငါဒီမှာစားအောင်မယ်လက်မင်းတို့ပြန်သွားနေသူမိမပတ်သွားတာမသိဘူးအေးရောက်တဲ့အခါသူမိမအရန်စိတ်ဆိုးတယ်ကျွန်တော်ခေါ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမကို꽌စာရေးပေးပါ ုတ်ဘူးလေနေတဲ့ဦးဆရာကြီးဘယ်လိုလုပ်ကွာစားရေးပေးမလဲဆိုမဟုတ်ဘူးလေဒီယောက်ျားကိုမပေါင်းနိုင်တော့ဘူးလေကျမကိုဘယ်သားနဲ့လဲလေ အဲ့ဒါကြောင့်အင်တန်မှတတိယဆရာရှိရနော်ဥောခန့်ကြိုက်တာလဲကြိုက်ပေါ့ဒါပေမဲ့ဘေးသားနဲ့တော့လဲလို့မဖြစ်ဘူးဒါဒါလေးတစ်ခုပါပဲကဲနောက်ဆုံးတစ်ခုပါပဲနော်နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုရင်မေတ္တာဆိုတာပေးဆက်ခြင်းဖြစ်တယ်အိမ်တော်ရဲ့ sacrifice ပဲဒါပေးဆက်ရတဲ့အရာဖြစ်တယ်ခုနမင်္ဂလာသစ္စာဆိုပြီးတော့မှကျွန်တော်တို့ဝန်ခံတယ်ဘယ်လိုပြောလဲဒီနေ့တော်တော်ဝန်ခံတယ်နော်ကျွန်တော်နားထောင်တာကြက်သိမ်းအောင်ထားတယ်နော်သူကအားနဲ့အိမ်နဲ့ကိုနော်ဝန်ခံတာကွာ တော့အင်္ဂလိပ်လိုပြောတော့ I do ပေါ့နော်အင်တန်ကောင်းတယ်တော့အာရပါရအဲ့တော့အတန်ကောင်းတယ်လို့ပဲတကယ်တော့တသက်တာလုံးပေးဆရတာဖြစ်တယ်အင်တောင်ရေးဆိုတာလေအဲ့တော့အင်တောင်ရေးမှာငါနစ်နာလိုက်တာလို့ဘယ်တော့မှမတွေးနဲ့နော်ဘယ်တော့မှမတွေးရဘူးငါအရန်နစ်နာတာပဲလို့လည်းမပြောရဘူးတဲ့အဲ့ဒီအတွေ့အမှုမရှိရကိုယ့်ရဲ့ sponsor ကိုယ့်ရဲ့ချစ်သူကပျော်ရွှင်ဖို့ပဲအရန်အရေးကြီးရဖြိုးပြေဆုံးတခြင်းချဘူးလား တငယ်ချင်းဆိုတဲ့ချင်းလေးပေါ့အဲ့ဒီချင်းမှာပါတဲ့စာသားကျွန်တော်နားထောင်နားထောင်တော့ဘာပြောလဲဆိုသူပြောတာလေးပဲတွေ့ရင်ပြောတယ်ဆိုတဲ့အကျဉ်းတ်တယ်ဆိုဟုတ်လားနောက်တစ်ခါမင်းပြောတော့ရယူခြင်းဟာအချက်မဟုတ်ဘူးဆိုတဲ့ဟုတ်လားနော်ဒါဆိုရင် one name နေတဲ့သူ့အပြုံးတွေမြင်ရလို့တဲ့တော်ကျင်းကြီးပြုံးတာကိုမြင်ချိန်နှက်လိုက်တော့နော်ဒါတော်ကျင်းကြီးလည်းမှန်မှန်ပြုံးလို့လို့တယ်နော်ပြုံးတဲ့အခါမှာလက်လက်ပပပြုံးပေါ့ကွာ ုဆိုတာမင်းအတွက်ကောင်းကင်ကြီးတစ်ခုဆိုတဲ့တခြင်းကအဲ့လိုမျိုးပြောတယ်အဲ့တော့အဲ့တခြင်းမှာပြောတဲ့အရာအားလုံးကပြန်ကြည့်အဲ့ဒါပေးဆက်ခြင်းပဲနော်ပေးဆက်ရတာအဲ့ဒီတခြင်းတွေကစသားတွေဟာချစ်ချင်းမြတ်တာဆိုတာပေးဆက်ခြင်းကိုဖော်ပြတယ်ခုနကတော့လက်ဆုပ်ဆုပ်တဲ့အခါမှာကျွန်တော်တို့လက်ဆုပ်သစ္စာဆိုတာဆိုရနော်ပါပြောတယ်နှမ်းမှာရှိတဲ့ချစ်ချင်းမြတ်တာနဲ့ပစ္စည်းဥစ္စာအားလုံးကိုဘုဒ္ဓအနှင်းလိုက်တာပဲသူ့ကိုအနှင်းလိုက်တာအဲ့တော့မြတ်ပါကြတယ် ဘာမှကြံတော့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့အင်ထောင်ပြည့်ရဲ့နေရာစသည်ပေးဆက်ဖို့ပဲကျန်တာတော့ကျွန်တော်တို့ဟောင်းလောင်းပဲကျန်တဲ့အရာဖြစ်ပါနော်ဒါမဲ့တော်သေးတဲ့သူကလည်းပြန်ပေးလို့ဆိုတော့ဒီနေရာမှာကျွန်တော်တို့၃ခုပါပဲနော်ပထမဆုံးတစ်ခုကတော့တော့အင်ထောင်ရေးစွာအခြေအနေပေါ်မှာမူတည်ဘူးကျွန်တော်တို့ရဲ့ချစ်ချင်းနဲ့တာ unconditional love ဖြစ်ဖို့လို့ရယ်အဆုံးတိုင်အောင်သေးသေး NTG ဖို့ဖြစ်ပါတယ်နံပါတ်၂ကတော့တော့ချစ်ချင်းမြတ်တာဆိုတာဖိနှုတ်ချင်းဖြစ်တယ်အင်ထောင်မှာတယောက်တယောက်အမ မှဖြစ်ရကလို့ရှိရင်မမိနဲ့ခွင့်လို့ဖို့အဆင်သင့်ပေါ့နော်အမြဲတမ်းတယောက်ကိုတယောက်အဆင်သင့်ဖြစ်ဖို့လိုပါတယ်နော် forgive your response နော်ကျွန်တော်တို့ရဲ့လက်တွဲဖို့အဆုံးတိုင်အောင်ကျွန်တော်ခွင့်လွတ်နိုင်တဲ့သူဖြစ်ရမယ်နောက်ဆုံးတစ်ခုကတော့ပေးဆက်ခြင်းဖြစ်ပါတယ်ဒီနေ့နော်တယောက်ကိုတယောက်ပေးဆက်ပြီးတော့မှအသက်ရှင်သွားတာဖြစ်တယ်ဒီနေ့ဖျားခြင်းမျက်မှောက်တော်မှာနော်ဒီလိုအစီတင့်တယ်ဆိုတာနဲ့ promotion ယူတဲ့အတွက်ကြောင့်အင်တာမဝမ်းတာလေနော်ဖျားခြင်းစုံဖက် က်တဲ့အရာကိုလူတို့မခွဲခွာစေနဲ့ကြားနာတဲ့သူအရောက်စီတိုင်းပုံမှာဘုရားကောင်းကြီးရှိပါစေ။